ကျွန်တော်တို့ဒီ season လေးမှာတော့ဂန္ဓာယနင်းစီတွေထဲမှာမျိုးစိတ်တွေအများကြီးရှိတဲ့နဲ့မှာအရန်ရှားပါးတဲ့ကျွန်တော်တို့ရှားပါးမျိုးစိတ်တွေကိုကျွန်တော်တို့မိတ်ဆက်ပြီးမှဖြစ်ပါတယ် အခြေခံအားဖြင့်တော့ကျွန်တော်တို့ဒီရှားပါမျိုးစိတ်ကတော့7မျိုးရှိပါတယ်ကျွန်တော်ဒီနေ့ကတော့ရှားပါမျိုးစိတ်အရန်ရှားပါတဲ့မျိုးစိတ်ပေါ့နော်7မျိုးတည်းကမှကျွန်တော်6မျိုးကိုမိတ်ဆက်ပြီးမှဖြစ်ပါတယ်ဆိုတော့ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ယီမန်နိုင်ငံယီမန်နိုင်ငံဆိုကိုထရာအိုင်လန်ကကမ္ဘာအငွေ့နေစင်းထဲမှာပါပါတယ်အဲ့ဒီဆိုကိုထရာအိုင်လန်မှာပေါက်နေတဲ့ဆိုကိုထရနမ်အေဒီနီယန်ဆိုကိုထရနမ်အပင်လေးနဲ့မိတ်ဆက်ပြရစီဒါလေးကတော့ကျွန်တော်တို့ကအပင်အရန်ကြီးတာတွေတောင်ရှာလို့မရနိုင်တဲ့အတွက် ျွန်တော်တို့ဒီအရွယ် site လေးတွေတော့မှဈေးကြီးပေးပြီးဝေရပါတယ်ဒါကတော့ယီမန်နိုင်ငံဆိုကိုထရာအိုင်လန်ကဆိုကိုထရနန်လို့ခေါ်ပါတယ်ဒါလေးကလည်း pure မျိုးစိတ်၁၁မျိုးတွေကတစ်မျိုးဖြစ်ပါတယ်ခင်ဗျာနောက်တစ်မျိုးကတော့ကျွန်တော်တို့ pure မျိုးစိတ်ထဲမှာမှပန်းပွင့်ရင်အရန်လာတယ်တော်တော်စေတော့ကျွန်တော်ဒီအပင်လေးပေါ့နော်ဒီရွယ်ဆိုင်လေးတော့ကျွန်တော်စုထားပါဗျ။ဒီအပင်လေးကတော့ multi foran လို့ခေါ်ပါဗျ။ဒါလည်း pure 17မျိုးထဲမှာအရန်လာတဲ့မျိုးလေးတစ်မျိုးဖြစ်ပါတယ်ခင်ဗျ။ဆိုတော့တတိယအနေနဲ့ကျွန်တော်မိတ်ဆက်ပေးမှာကတော့ကျွန်တော်တို့ ိုမန်နီလို့ခေါ်တဲ့ Olifolium Olifolium ကလည်းကျွန်တော်တို့ဒါအရွက်ထွက်တဲ့ခါကျရင်အရွက်ကလေးအရန်လှပါတယ်။သူကလည်းပြူဝါ7မျိုးတဲကကျွန်တော်တို့2မျိုးပါပါတယ်။ကျတော့သူ့ကိုကျွန်တော်တို့က Olifolium လို့လည်းခေါ်တယ်။ကျွန်တော်တို့ Omani လို့လည်းခေါ်ပါတယ်။ဆိုတော့နောက်တစ်မျိုးကတော့ကျွန်တော်တို့ Swaziland ပေါ့။ Swaziland ကနေပြီးတော့ Africa နော်။ South Africa ဘက်မှာအများဆုံးပေါက်ရောက်တယ်။ဒီအပင်ဆိုရင်ကျွန်တော်တို့ပြူဝါထဲမှာမှကျွန်တော်တို့က မျိုးစေ့အစေ့ပေါက်မျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီသူတို့ရဲ့ဒီဆာဟာရာတွေထဲမှာကျွန်တော်တို့ကဒီပြိုးပင်ပြိုးပင်မဟုတ်ပေါ့နော်ဒီ original အပင်ကြီးပေါ့ original ဥကိုတူးထားတဲ့အပင်မျိုးအစားဖြစ်တယ်ပေါ့နော်ဆိုတော့တော်တော်လေးကိုရှားပါတယ်ဆိုတော့ကျွန်တော်တို့ Adenian ဒီကနာယာနှင်းစီချစ်တဲ့သူတွေကရှားပါမျိုးတွေကိုအရန်စုစုကျင်ကြရတယ်ပေါ့နော်ကျွန်တော်လည်းအဲ့ထဲမှာတူးအပါဝင်ပါပဲအပါဝင်ဖြစ်တယ်ပေါ့နော်ဆိုတော့နောက်ထပ်တစ်မျိုးကတော့ကျွန်တော်တို့ Nova Tanzania လို့ခေါ်ပါတယ်ဒီဘင်းကတော့ ကျွန်တော်ရဲ့ favorite ထဲမှာလည်းပါပါတယ်နော်ဆိုတော့ Tanzania ဆိုတာကတော့ကျွန်တော်တို့ East Africa ပေါ့နော် East Africa နေပြီးတော့ကျွန်တော်တို့ဒီအပင်ကိုလိုချင်တဲ့ခါကျတော့ကျွန်တော်တို့ကဒီကာဂိုတွေနဲ့ထိုင်းထိုင်းနိုင်ငံကိုပို့တယ်ပေါ့နော်ထိုင်းနိုင်ငံကမှနေတဆင့်ကျွန်တော်တို့ကပြန်ဝယ်ရတာပေါ့နော်ဆိုတော့ဒီအပင်ဆိုရင်လည်းသူ့ရဲ့ဒီ skin ပေါ့ skin ကအစကျွန်တော်တို့ကဒီ original ဥကိုတူးထားတဲ့အပင်မျိုးတွေဖြစ်တယ်ပေါ့နော်ဒါကတော့ Dua 17မျိုးတွေက Nova Tanzania ဖြစ်ပါတယ်နောက်ထပ်တစ်မျိုးမိတ်ဆက်ပေးခြင်းပါတယ် အဲ့ဒါကတော့ကျွန်တော်တို့အပန်းပွင့်အရန်အရန်လှတဲ့တော်တော်များများနဲ့တိထားပြီးဖြစ်တဲ့ crispan ပေါ့နော်အ crispan လေးဆိုလဲသူကဒီပြူဝါ၁၂မျိုးထဲမှာမျိုးအပါဝင်ဖြစ်တယ်သူကလည်းအရွယ်လေးရချွန်ချွန်လေးတွေနဲ့အရန်လှပါတယ်ကဲနောက်ဆုံးအနေနဲ့ကျွန်တော်ပြချင်တာကတော့ကျွန်တော်တို့ obisan ကညာ ်ကျွန်တော်မှဒီ original ဥမရှိတဲ့အတွက်ဒါလေးကတော့ကျွန်တော် collect collection အနေနဲ့စုထားတဲ့အပင်ပေါ့နော်ကျွန်တော်မှအကြီးဆုံးပင်လေးဖြစ်တယ်ဒါကလည်း obsidian ကညာဆိုတော့ကျွန်တော်တို့ကညာနိုင်ငံကနေပြီးတော့ကျွန်တော်တို့ဒီဟိုရတဲ့မျိုးပေါ့နော်ဒါကတော့သူ original အပင်မဟုတ်ပါဘူးတိုးတော်လေဒါလေးကကျွန်တော်တို့ obsidian ကညာလေးဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့ဒီ season မှာတော့ကျွန်တော်တို့ pure 7မျိုးတွေက6မျိုးကိုကျွန်တော်မိတ်ဆက်လိုက်တာပါကြီးစုအပင်နေကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ရှိပါတယ်